အားလုံးကိုမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါ။ Manchester United အသင်းကသူတို့ရဲ့ target ပြစ်မှတ်ဖြစ်တဲ့ဒါတိုက်စစ်မှု Lien Delek ကိုဆုံးရှုံးသွားခဲ့ပြီးနောက်သူတို့ရဲ့ attention တွေအားလုံးဟာ Victor Osimhen ဘက်ကိုလှည့်လာပြီးဖြစ်တယ်။ Man United အသင်းကဒါ Ipswich Town ရဲ့ကစားသမားကိုတန်း30လောက်နဲ့ခိုယူဖို့ target ထားတယ်။ တကယ်တမ်းလဲအားလုံးအဆင်ပြေခဲ့တဲ့ Iswich Town အသင်းကိုဆက်သွယ်ခဲ့ပြီးတော့ဒီသူ့ရဲ့ယိုကြီးစာချုပ်ကိုဖျက်သိမ်းဖို့လည်းသဘောတူထားတယ်။ဒါပေမဲ့ Conference League မှာ Champion ဖြစ်ပြီးတော့ Champion League ဝင်ခွင့်ရတဲ့ Chelsea အသင်းကအဲ Leon Delap ရဲ့လောက်ခလာစာကိုလည်းပိုတိုးမြင့်ပေးပြီးဒါ Anso Maresca ရဲ့ဆွဲဆောင်မှုနဲ့အတူနောက်ဆုံးမှာ United ကို ကျော်ပြီးတော့ Chelsea ကိုပြောင်းသွားတယ်ဆိုတော့ Man United ရဲ့တိုက်စစ်ပိုင်းမှာတေးကြပေါက်တိုက်စစ်မှုတယောက်ခေါ်ဖို့သူတို့ဆုံးဖြတ်ချက်ချထားပြီးဖြစ်တယ်ဆိုတော့အဲ့အတွက်ကြောင့် club ဘက်ကဒါတိုက်စစ်မှုတစ်ခေါ်ယူဖို့သူတို့ကြိုးပမ်းနေတဲ့အချိန်မှာအခုလက်ရှိမှာ Manchester United အသင်းကသူတို့ရဲ့တိုက်စစ်မှု Rashford Wildland ကိုအသုံးချပြီးတော့မှ ူတို့ဘက်ကတိုက်စစ်မှုတိတ်ခေါ်ဖို့လုပ်နေတယ်။ဆိုတော့အဓိကတော့ Man United အနေနဲ့အခုလောလောဆယ်မှာဂါနာချိုအပြောင်းရွှေ့အတွက်ဒါတော်တော်လေးဒါရောက်နေတယ်။ဒါပေမဲ့ United အနေနဲ့အခု Rashford Wildland ကို Napoli အသင်းကိုသူတို့ရောင်းချင်တယ်။ဆိုတော့ Napoli တိုက်စစ်မှု Victor Osimhen ကိုသူတို့သဘောကျတယ်။ဒီအားဒီ Osimhen က Chelsea တို့ United တို့ကိုအချိန်ကြီးသတင်းထွက်တယ်။ Man United နဲ့လည်းအချိန်ကြီးသတင်းထွက်တယ်။ United ကစိတ်ဝင်စားတယ်။ဆိုတော့ Napoli ကတေချာပေါ့ Antonio Conte ကရောင်းဖို့ဆုံးဖြတ်ထားတဲ့အတွက် ဗစ်တာအိုစီမန်ကိုမန်ချက်စတာယူနိုက်တက်ကလိုချင်တယ်ဆိုတော့သူတို့ဘက်ကရော့စမတ်ဝိုင်လန်အလိုက်ပေးမယ်။ဘာကြောင့်ဝိုင်လန်ကိုသူတို့အလိုက်ပေးလဲဆိုတော့ဝိုင်လန်ကိုအန်တိုနီကွန်ဒေကသဘောကျတယ်။ဆိုတော့ဒါမန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်မှုရော့စမတ်ဝိုင်လန်ကို အလိုက်ပေးပြီးအစီမံကိုခေါ်မယ်ဒါပေမဲ့ပြောင်းရွှေ့ချေတချို့ပေးရမယ်နာပိုလီဘက်ကတော့အခုနေပင်မှာဖော်ပြတဲ့အီတလီ report တွေရဲ့အဆိုအရမန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေနဲ့ နာပိုလီအသင်းတာဝန်ရှိသူတွေတို့ပြီးခဲ့တဲ့ရက်ပိုင်းမှာတွဲဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်။အဓိကကတော့ Victor Osimhen ရဲ့အပြောင်းအရွှေ့ဖြစ်ပြီးတော့နာပိုလီဟာတကယ်လို့ဝိုင်လန်းသာရမယ်ဆိုရင် Euro 340 Plus ဝိုင်လန်းအပြောင်းအရွှေ့ကို throwback ကလက်ခံပေးမှဖြစ်ပြီးတော့ Osimhen ကို ခွင့်ပြုမယ်လို့ဆိုထားတယ်။ဆိုတော့စဉ်းစားကြည့်တဲ့အခါမှာတန်လေးစီ plus white land ဆိုရင်ဒါကျွန်တော်တို့ united ကပေါင်82တန်းနဲ့ခေါ်တဲ့ဒါဘယ်လိုပြောမလဲ ရက်စမော့ဝိုင်လန်ကိုသူတို့တဝက်ပဲရောင်းပြတန်း35 40ဆိုတော့40 plus 40 80ဆိုတော့လေဒါတော့ fair တော့ဖြစ်တဲ့အမောက်ပဲဒါပေမဲ့ Man United အနေနဲ့ဒါဘယ်လိုပြောမလဲဆိုတော့ quality player ပေါ့လေကုညာကတိုက်စစ်ပိုင်းမှာနေရာဆုံးကစားနိုင်ပေမဲ့ center forward စစ်စစ်က United က low ကို low တယ်ဆိုဗီတာအိုစီမန်ကရောက်လာနေရမှာဂိုးသွင်းဆွဲရင်မြင်တဲ့ကစားမဖြစ်တယ်ဆိုတော့မန်ချက်စတာယူနိုက်တက်ကရော့စမော့ဝိုင်လန်နဲ့ယူရိုတန်း40ပေးရင်နာပိုလီဘက်က အစီမံပေးမယ်ဆိုတဲ့သဘောတရားမျိုးဖြစ်ပြီးတော့သူတို့နှစ်ဖက်ကြားဆွေးနွေးမှုကအခြေအနေကောင်းတယ်လို့ပေါ်ပြထားတယ်။ဒီနေရာမှာအလဟန်ဒိုကာနာချူကိုလက်ရှိမှာအရစ်တဟာရဲ့ဒါဘိုင်လီဗကူစင်ကသဘောကျတယ်။နောက်အက်တလက်တီကိုမက်ဒရစ်ကသဘောကျပြီးတော့ဦးနိုင်အမ်ရီရဲ့အာဆွန်ဗီလာအပြင် အန်တိုနီယိုကွန်တီကလည်းဂါနာချိုကိုသဘောကျတယ်ဂါနာချိုကတော့ဒါပြီးခဲ့တဲ့ဆောင်းရာသီတဲကကွန်တီတော်တော်သဘောကျလို့ဒါသူတို့အသင်းနီးပြဒါသူတို့အသင်းပိုင်ရှင်ကိုဒါခေါ်ယူပေးဖို့တောင်းဆိုတဲ့အကြောင်းကြောင်းကြောင်းမဖြစ်ဘူးဒါပေမဲ့အခုလက်ရှိမှာအန်တိုနီယိုကွန်တီကโอเคဂါနာချို available ဖြစ်တဲ့ကြောင်းဒါဟာသူတို့အတွက်အကောင်းဆုံး opportunity ဖြစ်တယ်ဆိုပြီးတော့ဒီချိန်မှာသူတို့ထပ်ပြီးတော့ကံလန်ဖို့လုပ်မယ်ဆိုတော့အခု United က White Land နဲ့ Garnacho နှစ်ယောက်စလုံးတဲ့ United ကနေ Napoli ရောက်သွားနိုင်ပွဲရှိတယ်။အဓိကတော့ Osimhen နဲ့ White Land ရဲ့အပြောင်းအရွှေ့ကိုမှမ Alejandro Garnacho အပြောင်းအရွှေ့ပါဖြစ်လာနိုင်ခြေရှိတယ်။ Garnacho ကတော့ Chelsea တို့ Aston Villa တို့နောက်တစ်ဖက်က Atletico Madrid Napoli အပါအဝင်အသင်းတော်တော်များများကတော့ target ထားနေသူဖြစ်ပြီးတော့ဒါ Man United ကတော့ဒါ Osimhen ကိုခေါ်ဖို့စတင်ကြိုးပမ်းနေတယ်လို့ Lagasada Deluspo ကဖော်ပြထားတာပါအားလုံးကြည့်ကြပါမယ်။